ယမင်တွင်အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုပါဖြစ်သွားသည်။ယမင်နိုင်ငံမြို့တော်ဆာနာတွင်အမေရိကန်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတိုက်ခိုက်မှုများကြောင့်လူအများအပြားသေဆုံးခဲ့ရသည်။တိုက်ခိုက်မှုတစ်ခုအတွင်းလူ9ဦးသေဆုံးပြီး29ဦးဒဏ်ရာရှိခဲ့ကြောင်းဦးတည်ရရှိများကပြောကြားခဲ့သည်။ရှူရတ်ခရိုင်တွင် နောက်ထပ်တိုက်ခိုက်မှုတစ်ခုကြောင့်နောက်ထပ်လူ6ဦးသေဆုံးခဲ့သည်။ဒီတိုက်ခိုက်မှုဟာဦးတည်ခေါင်းဆောင်တအူးကိုပြင်းထန်ထားခဲ့တာဖြစ်ပါတယ်။ဟိုဒက်တာ E အဟာဝတ်ဧရိယာတွင်အခြားသောတိုက်ခတ်မှုများကြောင့်လူ၁ဦးသေဆုံးပြီး၁၆ဦးဒဏ်ရာရရှိခဲ့သည်။အမေရိကန်နေ2025ခုနှစ်မှလ15ရက်နေ့တွင်ယမန်တွင်လေကြောင်းတိုက်ခတ်မှုဆက်စပ်ဆက်တင်ခဲ့သည်။ဒီမှကျမှပင်လယ်နီရှိတင်မောများကိုဟူတီများတိုက်ခတ်ခြင်းကိုရပ်တန့်ရန်ဖြစ်သည်။ဒီတိုက်ခတ်မှုတွေကအမေအစ္စရေးနဲ့ဟာမတ်တို့ကြားပြည်ပခန့်နဲ့ဆက်နွယ်မှုရှိနေပါသည်။ယခုအချိန်ထိအဆိုပါလေကြောင်းတိုက်ခတ်မှုကြောင့်လူပေါင်း120ကျော်တေဆုံးခဲ့ကြောင်းဟူတီများကပြောကြားခဲ့သည်။ ဒူတီဂျူမီနာဇာတခုကမင်းတို့ကြောင့်မင်းရဲ့ဆောက်အုံများပျက်စီးသွားသည့်ဗီဒီယိုများကိုပြသခဲ့သည်။အပျက်စီးတခုကတော့ Twitter စေယုံလို့ပြောရပါတယ်။ဒီအသေးစိတ်အချက်လက်တွေကိုအမေရိကန်စစ်တပ်ကအတိမပြုသေးပါဘူး။သူတို့ပြမတွေကိုမျှဝေခြင်းလည်းမရှိပါဘူး။အင်ဖြူတော်ကယခုအချိန်ထိတိုက်ခိုက်မှုပေါင်း900ကျော်လုံဆောင်ပြီလို့ဆိုပါတယ်။ Udetta Ajanit Marikero တို့အခြားနေရာများတွင်လည်းတိုက်ခိုက်မှုများပုံမဖြစ်ပွားခဲ့သည်။ဒူတီများဒီတို့နေရာများအတွက်အသေးပြောက်နံပါတ်များကိုမပေးပေ။ နောက်ထပ် US MQ9 Reaper drone ကိုပြစ်ချခဲ့တယ်လို့ဟူတီတွေကပြောပါတယ်ပယ်နီနာဂဟာဂျာအေရီယာမှာဖြစ်ပွားခဲ့တာပါဟူတီစစ်တပ်ပြောရေးဆိုတဲ့စစ်သူက၎င်းဒီပဒင်းနပအတွင်း၎င်းတို့ပြစ်ချခဲ့သောစတုတ္တမြောက် drone ဖြစ်ကြောင်းပြောကြားခဲ့သည်အိမ်လုံးဒုံးကျည်ကိုအသုံးပြုခဲ့ကြသည်အမေရိကန်၏လေကြောင်းတက်ခတ်မှုများသည့်မြို့များနှင့်စစ်အခြေစိုက်စခန်းများအပါအဝင်ဦးတည်များပြည်လူ့နေရာများကို ပြစ်မှတ်ထားသည်ဟူဒီများက၎င်းတို့သည်ပင်လယ်နီတွင်တင်းမောများကိုဆက်လက်တိုက်ခတ်သွားမည်ဟုဆိုသည်အမေရိကန်တိုက်လေယာဉ်များကိုပြစ်ချရန်၎င်းတို့တွင်ဒုံးကျည်များပုံမရှိသည်ဟုလည်း၎င်းတို့ကဆိုကြသည်အမေရိကန်နှင့် UAE တို့ကြောထောင်နောက်ကန်ပြုထားသောယမင်အစိုးရရဲ့တပ်ဖွဲ့များကပင်လယ်မြေပြင်တိုက်ခတ်ရန်စီစဉ်နေရှိပါသည်အထူးသဖြင့်အရေးကြီးသောစိတ်ကံမျိုးဟိုဒက်ဒါကိုပင်လယ်နီကန်ချီအစိတ်ပိုင်းများကိုပြန်လည်သိမ်းပိုက်လိုကြသည် ခြင်းကဟူသည့်သဘုံများအတွက်လန်ဒန်နှင့်ထောက်ပံ့ရေးပစ္စည်းများယူဆောင်ရန်ပုံမခက်ခက်သွားစီဖြစ်သည်